ပါဒီနေ့မှာတော့ကျွန်တော်ဇီယာထွေးရင်တင်းရဲ့အမေဆိုတဲ့တချင်ကျွန်တော်တချင်ဆိုလိုလေးကိုကျွန်တော်ပြန်လည် sharing လုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ပြပေးမှာတော့စီကီးနဲ့ပြပေးမှာဖြစ်ပါတယ်ဟုတ်အရင်ဆုံးဘယ်လိုလာလဲဆိုတော့ဒီနှစ်ကျိုး၄ခွက်ကနေပြီး၆ခွက်ကိုစလိုက်ဆွဲရတယ်ပေါ့နော်ပြီးတဲ့ခါမှာဒီနှစ်ကျိုးကိုပဲ၈ခွက်ကနေပြီး၁၀ခွက်ကိုစလိုက်ထပ်ဆွဲရတယ်ပေါ့နော်ပြီးတဲ့ခါမှာနှစ်ကျိုး၈ခွက်ကိုတီးရတယ် ပြီးတဲ့ခါမှာနှစ်ကျိုး6ခွက်ကိုတီးတယ်ပြီးတဲ့ခါမှာနှစ်ကျိုး5ခွက်ပေါ့နော်အစအဲ့လိုလေးပေါ့နော်ကျွန်တော်ဖြည်းဖြည်းချင်းပြန်တီးပြပါမယ်ပြီးတော့နောက်တစ်ပိုင်းကျတော့အလိုလေးပေါ်တော့လက်လေးဘလူးဒီလဲဆိုတော့ဒီ3ကျိုး5ခွက်ပေါ့နော်ပြီးရက်ကမှ3ကျိုး9ခွက်ပြီးရက်ကမှ2ကျိုး5ခွက် ပြက်ကမှာ2ကျိုး8ကွယ်ပြက်ကမှာ2ကျိုး30ကွယ်ပေါ့နော်အဲ့လိုလေးပေါ့နော်ဒီရခမှာအဲ့လေဘယ်လိုတီးလဲဆိုတော့ဒီ3ကျိုး5ခွက်ပေါ့နော်ပြီးတဲ့ခါမှာ2ကျိုး 6ခွက်ပေါ့နော်အဲ့လိုမြန်မြန်လေးတီးချတယ်ပေါ့နော်အဲ့လိုလေးပေါ့နော်ပြီးတဲ့အခါမှာနှစ်ကျိုး10ခွက်ကနေ10ခွက်ကို slice ဆုံးမယ်ပြီးတဲ့အခါမှာ10ခွက်ကိုပြန်တီးမယ်ပြီးတဲ့အခါမှာ10ခွက်ကိုနောက်တစ်ချက်ထပ်တီးမယ်ပေါ့နော်နှစ်ကျိုး10ခွက်ကိုနောက်တစ်ချက်ထပ်တီးမယ်ပြီးတဲ့အခါမှာနှစ်ကျိုး 6ခွက်ပြက်ကမ2ကျိုး5ခွက်ပြက်ကမ3ကျိုး9ခွက်ပြီးရင်3ကျိုး5ခွက်လိုလေကျွန်တော်ဖြည်းဖြည်းချင်းပြန်တိပြပါမယ်ဒီကမှာအဲ့လေကြပ်လို့လဲဆိုတော့ဒီ2ကျိုး5ခွက်ပေါ့နော် ရကမနှစ်ကျိုး6ခုရရကမနှစ်ကျိုး9ခုကိုပြန်တက်မယ်ရကမနှစ်ကျိုး6ခုရရကမ3ကျိုး9ခုလိုလေးပေါ့နော်ဒါလေးပါပဲပေါ့နော်ကျွန်တော်အစနေဖြည်းဖြည်းချင်းပြန်ကြည့်ပြပါမယ် like တီးလို့အဆင်ပြေကြပါစေ။ဒီနောက် YouTube channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့ဘောเนาะ။ Okay နောက်တဲ့ video မှာပြန်လည်ဆုံတွေ့ကြပါမယ်။